မန္တလေးမြို့မှာငလင်တန်းချောက်ပြိုကျခဲ့တဲ့ Sky Villa Condo C အဆောင်ကနေအမျိုးသမီးတအုပ်နဲ့ B အဆောင်ကားပါကင်ကနေအမျိုးသားတအုပ်ရဲ့အလောင်းတွေထပ်မံတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပါတယ်။မေ16ရက်မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်နီယာရီနဲ့အတူရုံလောင်းကျန်ရှိနေတဲ့မန္တလေးမြို့ Sky Villa အဆောင်အိုးကိုဖယ်ရှားရှင်းလင်းတာနဲ့ရုံလောင်းထွက်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ C အဆောင်အခမ်းအမတ် M2 ကနေမနက်09:40အခန်းမှာအမျိုးသမီးတအုပ်ရဲ့ရုံအလောင်းကိုထွက်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ မေလ18ရက်မနက်7:00နာရီမိနစ်30ခန်းကလည်း Sky Mila အစောအူ BSN ကောင်းပါကင်းကနေအမျိုးသားတဦးရဲ့ရုံအလောင်းထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မေလ15ရက်ကလည်းအမျိုးသားတဦးအမျိုးသမီးတဦးတို့ရဲ့ရုံအလောင်းမေလ8ရက်မှာ CSN ကအမျိုးသားတဦးနဲ့အမျိုးသမီးတဦးတို့ရဲ့ရုံအလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မေလ9ရက်က BSN ကနေအမျိုးသမီးတဦးရဲ့ရုံအလောင်းထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင်မေလ6ရက်မှာလည်း ပြီးအဆောင်ကနေအမျိုးသားတဦးရဲ့ရုံလောင်မေလ9ရက်မှာစီအဆောင်ကနေအမျိုးသားတဦးရဲ့ရုံလောင်မေလ4ရက်နေ့မှာစီအဆောင်ကနေပဲအမျိုးသားတဦးအမျိုးသမီးတဦးနဲ့ကလေးငယ်တဦးတို့ရဲ့ရုံလောင်တွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မေလ3ရက်ကလည်းအဆောင်စီကနေအမျိုးသားအလောင်းတလောင်းနဲ့အဆောင်စီကပဲအမျိုးသမီးတဦးတို့ရဲ့အလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမိသက်တပ်ဖွဲ့အနေနဲ့ Sky Pilan Condo မှာရုံအလောင်းရှောင်ဖွေတာနဲ့ဖေရှားရှင်းလင်းရေးလုပ်ငန်းတွေလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။